ရားသခင်ကစัจ java လာကြီးကိုအမှန်တကယ်ဖန်ဆင်းခဲ့တာလားတကယ်လို့ဖန်ဆင်းခဲ့တယ်ဆိုရင်ဖန်ဆင်းကြောင်းပြနေတဲ့တသက်တွေကရောဘာတွေလဲတမန်ကျမ်းစာမှာဖန်ဆင်းခြင်းနဲ့ယနေ့သိပ္ပံပညာအကြားဆက်နွယ်မှုတွေကဘာတွေလဲတမန်ကျမ်းစာထဲမှာတော့ဘုရားသခင်ကအရာအလုံးကိုဖန်ဆင်းတယ်လို့မှတ်တမ်းတင်ထားပါတယ် မသိရင်တစုံတယောက်ကပဲဖျားသခင်ဖန်ဆင်းနေတာကိုမြင်တွေ့ခဲ့ရပြီးတော့တက်တည်အနေနဲ့မှတ်တမ်းတင်ထားသလိုဖြစ်နေပါတယ်။မှန်ပါတယ်ဖျားသခင်ဖန်ဆင်းခဲ့တာကိုမြင်တွေ့ခဲ့ရတဲ့လူသားတက်တည်စုံတယောက်မှမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီကပ္ပဦးចန်းကိုဖျားသခင်ရဲ့တမန်တော်ဖြစ်တဲ့မောရှေမှရေးသားထားတယ်ဆိုတာကိုတွေ့ရပါတယ်။ဖျားသခင်ကသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုဝိညာဉ်တော်အဖြစ်မောရှေအားဖော်ပြပြီးတော့မောရှေမှတစ်ဆင့်ပြန်လည်မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့တမာကျန်းစာမှာဖော်ပြထားတဲ့ဖန်ဆင်းခြင်းအကြောင်းကိုလေ့လာကြည့်အောင်တမာကျန်းစာမှာတော့ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီးတော့ရိုးရိုးရှင်းရှင်းပဲဖော်ပြထားတယ်ဆိုတာကိုတွေ့ရပါတယ်။ဘုရားသခင်ကစัจ java လာနဲ့ကမ္ဘာလောကကြီးကို6ရက်အတွင်းဖန်ဆင်းပြီးတော့9ရက်မြောက်တဲ့နေ့မှာအနာယူတယ်ဆိုတာကိုတွေ့ရပါတယ်။တမာကျန်းစာထဲကဖန်ဆင်းခြင်းအစမှာတော့အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုပြီးတော့အစပြုထားပါတယ်။ ဖန်ဆင်းတဲ့နေရာမှာလွတ်လပ်လပ်ဟာဘာမှမရှိခြင်းကနေဖန်ဆင်းတာဖြစ်ပါတယ်ဖြစ်စီဆိုပြီးတော့သူ့ရဲ့နှုတ်မွတ်စကားနဲ့ဖန်ဆင်းတာဖြစ်ပါတယ်နောက်ပြီးတော့အလင်းဖြစ်စီဆိုပြီးမိန့်တော်မူပြီးတော့အလင်းနဲ့အမောင်ကိုလည်းထပ်မံခွဲခြားလိုက်ပါတယ်အလင်းကိုနေဆိုပြီးတော့ခေါ်ဝေါ်သမုတ်ခဲ့ပြီးအမောင်ကိုညဆိုပြီးတော့ခေါ်ဝေါ်ခဲ့ပါတယ်ဒါကတော့ပထမနေ့မှာဖန်ဆင်းတဲ့အရာတွေဖြစ်ပါတယ်ဒုတိယနေ့မှာတော့မိုးမျက်နှာချက်ကိုဖန်ဆင်းပါတယ်နောက်ပြီးတော့မိုးမျက်နှာချက်အပေါ်မှာရှိတဲ့ရေနဲ့ မိုးမြင်းတစ်ချက်အောက်မှာရှိတဲ့ရေတွေကိုပိုင်းချလိုက်ပါတယ်ဒီမိုးမြင်းတစ်ချက်ကိုမိုးကောင်းကင်ဆိုပြီးတော့ခေါ်ဝေါ်ခဲ့ပြီးတော့ဒါကတော့ဒုတိယနေ့မှာဖန်ဆင်းခဲ့တဲ့အရာဖြစ်ပါတယ်တတိယနေ့မှာတော့ဘုရားခင်ကကုန်းနဲ့ရေကိုဖန်ဆင်းပါတယ်ကုန်းကိုမြေဆိုပြီးတော့ခေါ်ဝေါ်ခဲ့ပြီးတော့ရေကိုပင်လယ်ဆိုပြီးတော့ခေါ်ဝေါ်ခဲ့ပါတယ်ထပ်ပြီးတော့မြေပုံမှာစပားပင်မှာအဆက်တီးပင်စားပင်တွေကိုဖန်ဆင်းခဲ့ပါတယ် ဒါကတော့တတရနေ့မှာဖန်ဆင်းခဲ့တဲ့အရာတွေဖြစ်ပါတယ်။စတုထာနေ့မှာတော့နေနေညောက်ကိုပိုင်းခြားနိုင်ဖို့အတွက်လင်းအင်ဂျင်တစ်ခုဖြစ်တဲ့နေနဲ့လှကိုဖန်ဆင်းတယ်။နောက်ပြီးတော့ကြယ်တာယာများကိုဖန်ဆင်းခဲ့ပါတယ်။ပြင်စမားနေ့မှာတော့ရေထဲမှာရှိတဲ့ရေနေတက်တော်တွေနဲ့လေထဲမှာပြန်တန်းနိုင်တဲ့ငှက်မျိုးအပေါင်းကိုဖန်ဆင်းပါတယ်။စတမားနေ့မှာတော့မြေပေါ်မှာတာရဲသရိစံတွေနဲ့တွာတွာတက်တော်တွေကိုဖန်ဆင်းပါတယ်။ဒီစတမားနေ့မှာပဲဖျားသခင်က လူသားကိုသူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီမြေမုံကနေဖန်ဆင်းခဲ့ပါတယ်။ဒီလူသားကိုပဲသူ့ရဲ့ဖန်ဆင်းထားတဲ့အရာတွေကိုအုပ်ဆိုးစီဖို့အတွက်အခွင့်အာဏာပေးခဲ့ပါတယ်။တတမနေ့မှာတော့ဖျားသခင်ကသူ့ဖန်ဆင်းခဲ့တဲ့အရာတွေကိုလက်ဆတ်တတ်ပါတယ်။အဲ့ဒီတတမနေ့ကိုကောင်းချီးပေးပြီးတော့ငြိမ်ဝှက်စွာနဲ့အနားယူပါတယ်။ဒါတွေကတော့တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ဖျားသခင်ရဲ့ဖန်ဆင်းခြင်းအစအထုပ်တိပဲဖြစ်ပါတယ်။တမန်ကျမ်းစာမှာဖန်ဆင်းခြင်းနဲ့သိပ္ပံပညာအကြားဆက်ဆက်မှု ဒီနေ့သိပ္ပံပညာကဆိုထားတာကတော့စัจ java ဝလာကြီးရဲ့အစက Big Bang ကနေစတင်လာတယ်လို့ဆိုပါရယ်။ Big Bang ဆိုတာကတော့စัจ java ဝလာကြီးဘလို့စတင်ဖြစ်ပေါ်လာတယ်ဆိုတာကိုဖော်ပြတဲ့ theory ပဲဖြစ်ပါတယ်။ Big Bang theory ကိုစတင်ဖော်ထုတ်ခဲ့သူကတော့ Belgian မှာ George Lemaitre ဆိုသူပဲဖြစ်ပါတယ်။သူကကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တယ်လို့စัจ java ဝလာပိဒပညာရှင်တယောက်လည်းဖြစ်ပါတယ်။ Big Bang theory အရစัจ java ဝလာကြီးရဲ့အစက လွန်ခဲ့တဲ့နှစ်ပေါင်း73.8ဘီလီယံခန့်က singularity လို့ခေါ်တဲ့အင်မတန်သေးငယ်တဲ့အဆက်ကလေးတစ်ဆက်ကနေပေါက်ထွက်လာတယ်လို့ဆိုပါတယ်။ပေါက်ထွက်လာတယ်ဆိုတာထက်ပြန်ကားကျပြန်လာတယ်လို့ပုံပြီးတော့ဆိုနိုင်ပါတယ်။အဲ့ဒီပေါက်ထွက်လာတဲ့အပူချိန်တွေကြောင့်အင်မတန်တောက်ပတဲ့အလင်းတွေဖြစ်လာတယ်။စကြဝဠာကြီးကလည်းတဖြည်းဖြည်းပြန်ကားကျပြန်လာတယ်။အလင်းနဲ့ဓာတ်တုံးမှုများဖြင့်ဟိုက်ဒရိုဂျင်နဲ့ဟီလီယံဓာတ်တွေဖြစ်လာတယ်။ကျယ်တွေဂလက်ဆီတွေတည်ရှိလာတယ်။ ကျေတွေထဲကနေတတ္ထုတွေတည်ရှိလာပြီးတော့အဲ့ဒီတတ္ထုတွေကနေအခြားရာလွေးတွေဖြစ်ပေါ်လာပါတယ်။ကမ္ဘာမြေကြီးကဲ့သို့သောဂြိုလ်တွေလည်းဖြစ်ပေါ်လာတယ်။ Big Bang ဖြစ်ကြည်လာဖို့အတွက်အခြေခံလိုအပ်ချက်တွေရှိပါတယ်။ Gravity လို့ခေါ်တဲ့ဆွဲငင်အားတွေလိုအပ်တယ်။ Atom အနုမြူတွေတည်ရှိရန်အတွက် Electromagnetic Force လို့ခေါ်တဲ့လက်စစ်တန်လိုက်အားတွေလိုအပ်ပါတယ်။အနုမြူတွေမပြတ်စည်းဖို့ရန်အတွက် Weak Nuclear Force အာနေသော Nuclear အားတွေလိုအပ်တယ်။ atom အနုမြူတွေကိုစီလုံးစေဖို့အတွက် strong nuclear force အားကောင်းသော nuclear တွေလိုအပ်ပါတယ်။ဒီလောက်စနစ်ကျတဲ့အရာတွေကိုဘယ်သူကစီမံခန့်ခွဲသလဲဆိုပြီးမေးစရာရှိပါတယ်။သိပ္ပံပညာမှာတော့ဒါတွေကတဘာဝအတိုင်းဖြစ်လာတယ်လို့ဆိုပါတယ်။တမချန်းစာရှူတော့ကနေကြည့်မယ်ဆိုရင်တော့ဘုရားသခင်ကဒါတွေကိုစနစ်တကျအစီအစဉ်တိုင်းဖန်ဆင်းတယ်လို့ဆိုပါတယ်။ Big Bang Theory နဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြန့်ပြန့်သိချင်ရင်တော့ ခြားပညာရှင်တွေပြောထားတဲ့အရာတွေကိုလည်း YouTube channel တွေမှာတွားရောက်လေ့လာနိုင်ပါတယ်။ Big Bang ဖြစ်ချိန်မှာ matter အရာဝတ္ထုနဲ့ antimatter ဆန့်ကျင်ဝတ္ထုတို့တပိုင်းနဲ့တည်းဖြစ်ပေါ်လာရမယ်လို့ဆိုပါတယ်။ matter နဲ့ antimatter တို့တူညီတဲ့အရွယ်နဲ့ဖြစ်လာရင်တိုက်မိတာနဲ့ဆွမ်းရင်အဖြစ်ပြန်လည်မပြတ်စီးနိုင်ပါဘူး။သိပ္ပံပညာရှင်တွေက matter ပုံများတာကြောင့်ယနေ့ကျွန်တော်တို့ကဘာမြေကြီးနဲ့ galaxy တွေရှိနေတယ်လို့ယူဆကြပါတယ်။ ။ဘာကြောင့် matter ပုံများရတယ်လဲဆိုတာကတော့သိပံပညာမှာရှင်းလင်းလို့မရသေးပါဘူး။တမချန်းစာရဖျားခင်ကအလင်းနဲ့အမောင်ကိုတီချာခွဲခြားဖန်ဆင်းလိုက်တယ်ဆိုတာက matter နဲ့ antimatter တို့ရဲ့မျှတမှုမရှိတဲ့အရာကိုမျှတစီလိုက်တဲ့အချက်လို့ယူဆနိုင်ပါတယ်။ Big Bang Theory ကစัจ java လာကြီးဘလို့ဖြစ်လာတယ်လဲဆိုတာကိုရှင်းပြနိုင်ပေမဲ့ဘာကြောင့်ဖြစ်လာတယ်လဲဆိုတာကိုတော့မရှင်းနိုင်သေးပါဘူး။ Big Bang မတန်ခင်ဘာတွေရှိခဲ့သလဲဆိုတာကိုလည်းသိပ္ပံပညာရှင်တွေကမပြောနိုင်သေးပါဘူး Big Bang မတန်ခင် singularity ပဲရှိနေတဲ့အတွက်အချိန်ဆိုတာလည်းမတည်ရှိနိုင်သေးပါဘူး Black Hole လိုနေရာမျိုးမှာကြည့်မယ်ဆိုရင်လည်း gravity ဆွဲအားအလွန်ပြင်းထန်တဲ့အတွက်အချိန်ဆိုတာလုံးဝမစည်းစိနိုင်တော့ဘူးလို့ပညာရှင်တွေကဆိုပါတယ်အင်္ဂလိပ်ယူဘဗေဒပညာရှင် Stephen Hawking ကိုယ်တိုင်က Big Bang မတန်ခင်အချိန်ဆိုတာဟာလည်းမတည်ရှိသေးဘူးလို့ဆိုခဲ့ပါတယ် Big Bang ပြီးမှသာလေအချိန်စတင်စီးဆင်းတယ်လို့ဆိုပါတယ် တမာကျန်းစာထဲမှာအစအုပ်ဦးနိုင်လို့ဖော်ပြထားတဲ့အတွက်ဒီ Big Bang ပြီးတဲ့နောက်မှာစတင်လာတဲ့အချိန်ကာလကိုကြောချင်းဖြစ်နိုင်ပါတယ်။ဖျားသခင်ကဒီအချိန်ကနေစပြီးတော့ဖန်ဆင်းခြင်းကိုစတင်လှုပ်ဆောင်တယ်လို့တွေးဆရာရှိပါတယ်။ဒီနေရာမှာအချိန်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဖျားသခင်ကစကြဝဠာကြီးကို6ရက်အတွင်းဖန်ဆင်းတယ်လို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့နားလည်တဲ့တရက်24နာရီရှိတဲ့အချိန်ကာလကိုပြောချင်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့စက်ကြဝဠာအတွင်းမှာတစုံတစ်ခုဖြစ်ပွားဖို့ဆိုတာတချို့အရာတွေကနှစ်ပေါင်းဘီလီယံနဲ့ချီကျပါတယ်။တမန်ကျမ်းစာထဲမှာလည်းရှင်ပေထရုဩဝါဒစာဒုတိယဆောင်နဲ့ဆာလံ90တို့မှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဖော်ပြထားပါတယ်။ဘုရားသခင်ရဲ့တရားဆိုတာကကျွန်တော်တို့ရဲ့နှစ်ပေါင်းတစ်ထောင်ကျဲသူဖြစ်တယ်ဆိုပြီးတမန်ကျမ်းစာကဆိုပါတယ်။နှစ်ပေါင်းတစ်ထောင်ဆိုတာကအင်မတန်ကြာညောင်းတဲ့အချိန်ကာလကိုတင်စားပြီးဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာတရက်လို့ပြောတဲ့အခါမှာနှစ်ပေါင်းတစ်ထောင်လည်းဖြစ်ရင်ဖြစ်မယ်။ နှစ်ပေါင်းဘီလီယံနဲ့ချီကျတဲ့အချိန်ကာလကိုလည်းဆိုလိုခြင်းဖြစ်နိုင်ပါတယ်။ Singularity ကနေ Big Bang ဖြစ်လာပြီးစัจ java လာကြီးဖြစ်လာတယ်လို့ဆိုနိုင်ပေမဲ့ Singularity ဘာကြောင့်တည်ရှိနေတယ်လဲဆိုတာကိုတော့သိပ္ပံပညာမှာမသိနိုင်သေးပါဘူး။တမန်ကျမ်းစာထဲမှာတော့ဘုရားသခင်က အစအနမဲ့လွတ်လပ်လာတာကနေဖန်ဆင်းတယ်လို့ဖော်ပြပါတယ်။ဒါဆိုရင် Big Bang မတန်ခင်ရှိနေတဲ့အရာကဖန်ဆင်းရှင်ဘုရားဆိုတဲ့ဒီတကူရှင်ပဲလား။ဗျာဒိတ်ကျမ်းထဲမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကမိမိကိုယ်ကိုအာဖာနဲ့အိုမီဂါ အဆနဲ့အဆုံးဖြစ်တယ်လို့ဆိုထားပါတယ်။ဆာလံကျမ်းထဲမှာလည်းလောကတက်ကိုမဖန်ဆင်းမိခတဲ့ကတီရှိတဲ့ဖျားဆိုပြီးဖော်ပြထားပါတယ်။တမယိုးချက်တွေးကြည့်ရင် အရာဝတ္ထုတစ်ခုဖြစ်ပေါ်လာတယ်ဆိုတာပြုလို့သူရှိလို့သာဖြစ်လာတာဖြစ်ပါတယ်။ဒါဆိုရင်ဒီဖျားသခင်ကပဲ Big Bang ကိုအတုံးချပြီးတော့စัจ java လာကြီးကိုဖန်ဆင်းသလားဆိုတာပြန်ပြီးတော့တွေးစရာရှိပါတယ်။ Big Bang Theory ရဲ့ Singularity ရဲ့နေပေါက်ထွက်လာမှုကြောင့်အလင်းတန်းတွေဖြစ်ပေါ်လာတယ်၊ကြယ်တွေ Galaxy တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ တမန်ကျမ်းစာထဲကဖန်ဆင်းခြင်းအကြောင်းကိုကြည့်မယ်ဆိုရင်လေဘုရားသခင်ကဘာမှမရှိတဲ့လွတ်လပ်လဟာကနေအလင်းအမောင်တွေဖန်ဆင်းတဲ့နေလကျယ်တွေကိုဖန်ဆင်းနေဆိုတဲ့အရာကဒီ Big Bang Theory နဲ့ဆက်ဆက်နေတယ်ဆိုတာတွေ့ရပါတယ်။ Big Bang Theory အရဆက်ကြောလာကြီးကတဖြည်းဖြည်းပြန့်ကားလာတယ်လို့ဆိုပါတယ် ဟေရှာယအနာဂတ်ကျမ်းထဲမှာလဲဖျားသခင်ကကောင်းကင်ကိုဖြန့်ကျက်လိုက်တယ်လို့ဆိုထားတဲ့အရာကသူ့ရဲ့ဖန်ဆင်းခြင်းကိုဆက်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုတဲ့သဘောဘိတ်ဘန်ကဲသို့ဆက်လက်ပြန်ကားနေတဲ့သဘောကိုတွေ့ရပါတယ်ဆက်ကြဝလာဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာရဲ့ဖန်ဆင်းခြင်းအကြောင်းနဲ့သိပ္ပံပညာရဲ့ဖော်ပြချက်တွေကအတော်များများဆက်ဆက်မှုရှိတယ်ဆိုတော့တွေ့ရပါတယ်မတူတာကတော့သိပ္ပံပညာကတဘာဝအတိုင်းဖြစ်တည်လာတယ်ဆိုတဲ့ပုံစံကိုဖော်ပြပြီးတော့တမန်ကျမ်းစာကတော့ဘုရားသခင်က အစီအစဉ်တကျ တိတိကျကျဖန်ဆင်းနေဆိုတဲ့အရာပဲဖြစ်ပါတယ်။ဒီနေ့ပြောချင်တာကတမန်ကျမ်းစာထဲကဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကအမှန်တကယ်ဖန်ဆင်းခဲ့တာလားပုံပြင်သက်သက်လားဆိုတာအငင်းပွားဖို့မဟုတ်ပါဘူး။ဒီနေ့ခရစ်ယာန်တွေရဲ့ယုံကြည်ချက်မှလည်းတမန်ကျမ်းစာထဲကဖန်ဆင်းခြင်းအကြောင်းကိုကြည့်ပြီးတော့စကြဝဠာကဘာမိုးမြကြီးကိုဘုရားသခင်ကဖန်ဆင်းထားတယ်။တကိုးရှင်တပါးပါးကဖန်ဆင်းထားတယ်ဆိုတဲ့ယုံကြည်ချက်မျိုးကိုတိဆောက်ပေးဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူခရိယန်တွေအတွက်အဓိကပေးချင်တဲ့ message ကတော့ အရာအလုံးဟာဖန်ဆင်းရှင်တပားကြောင့်တည်းဖြစ်တည်နေတယ်ဆိုတဲ့ message ကိုပေးချင်တာပဲဖြစ်ပါတယ်။